အစံဒီပြိတ္တတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဂျာတာပရိနေမနက်ခင်းမှာဆိုလို့ရှိရင်လည်းချန်ပီယံလိပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိနေပါသေးတယ်ဆိုတော့အကောင်းဆုံးပွဲစဉ်လေးနှစ်ပွဲကိုထုံးစံတိုင်းကျွန်တော်ခမန်းတုံးသက်ရွေးချယ်ပေးနေပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့ပွဲစဉ်ကတော့နျူကာဆယ်အသင်းနဲ့ဘီဘာအိုအသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ဂျာတာပရိနေမနက်နှစ်နာရီခွဲမှာစိန့်ဂျိမ်းဘတ်မှာကစားမယ့်ပွဲစဉ်လေးဖြစ်ပါတယ်ဆိုတော့နျူကာဆယ်အသင်းကတော့နောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဝါဆန်အင်ကွေးမှာ3-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တယ်။ချန်ပီယံလိနောက်ဆုံးပွဲစဉ်မှာတော့ဘင်ဖီကာကို3-0နဲ့နိုင်ထားတယ်။ဆိုတော့လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်လေချန်ပီယံလိအမှတ်ပေးစရာမှာယူကာဆယ်တင်ရတာနှစ်ပွဲနိုင်ပြီးတော့တပွဲရှုံးထားတာဖြစ်တဲ့အတွက်ကိုရမှတ်6မှတ်ရရှိထားတယ်အမှတ်ပေးစရာရဲ့ဒါအဆင့်17နေရာမှာရပ်တည်နေပါတယ်တစ်ဖက်ကဘီဘာအိုဘီဘာအိုကတော့လာလီဂါမှာလည်းရုန်းကန်နေရတယ်ချန်ပီယံလိမှာလည်းရုန်းကန်နေရတဲ့အခြေအနေမျိုးလေးမှာရှိတယ်အဓိကကတော့သူတို့အသင်းရဲ့ အဓိကအားထားရတဲ့ကစားသမားတွေ injury ပြဿနာနဲ့ကြုံတွေ့နေရတာမျိုးအခြေအနေမျိုးလေးမှာရှိတယ်။ဆိုတော့ဒီ Biba O သည် La Liga မှာဆိုလို့ရှိရင်လည်းဒါ၄ပွဲအထိရှုံးထားတာမျိုးရှိတယ်။ Champion League မှာဆိုလို့ရှိရင်လည်း၃ပွဲကစားပြီးထားတဲ့အချိန်မှာဒါ၁ပွဲပဲနိုင်ထားတယ်။နိုင်ထားတဲ့ပွဲစဉ်ကတော့ဒါ Quarterback ကိုအိမ်ခွေးမှာ3-1နဲ့နိုင်ထားတယ်။ကျန်တဲ့ပွဲစဉ်တွေမှာတော့ Dortmund ကို၉ပြတ်ရှုံးထားတယ်။ Arsenal 2-0ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေထားတာဖြစ်တဲ့အတွက် Champion League ရမှတ်လိုအပ်ချက်ရှိတယ်။တိုးတော်လည်း Biba O အနေနဲ့ကဒီနေ့ပွဲစဉ်မှာလည်းဒါ နီကိုဝီလီယန်ညီနောင်နှစ်ဦးပေါ့နော် injury ပြဿနာကြောင့်လွဲချော်မှာဖြစ်တယ်နောက်တစ်ချက်ကကာဆယ်အင်ငွေးမှာကစားမှာဖြစ်တဲ့အတွက်အများကြီးတော့မျှော်လင့်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့လာလီဂါနှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအင်ငွေးမှာဂီတာဖေးကိုဝမ်းစည်းနဲ့ရှုံးနေခဲ့တယ်ဆိုစီဒက်ကို3-2နဲ့အဝေးခွင့်ပွဲစဉ်မှာရှုံးနေခဲ့တာဖြစ်တဲ့အတွက်ဘီဘာအိုကတော့ဒီယာဒီမှာရုန်းကန်နေရတဲ့အခြေအနေမျိုးလေးမှာရှိပါတယ်ဆိုတော့နျူကာဆယ်အသင်းဘက်က ဆိုလို့ရှိရင်လည်းတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့အန်တိုနီကော်ရွန်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိတယ်။နောက်ခံကစားသမားလီဗာမန်တိုလွဲချော်ဖို့ရှိတယ်။ဝီဆာလွဲချော်ဖို့ရှိတယ်။ဆိုတော့လူစင်းအရကြည့်မယ်ဆိုလို့ရှိရင်တော့ကာဆယ်ကတော့တာပါတယ်။တစ်ဖက်မှာကအဓိကအားထားရတဲ့ကျွန်တော်ရှေ့ရပြီးလို့နီကိုဝီလျံရဲ့ဒါနောက်ထပ်အတူအကူဖြစ်တဲ့ဝီလျံတို့လွဲချော်ဖို့ရှိတဲ့အနေထားဆိုတော့အပြီးပါဦးကတော့လူမဆုံတဲ့အနေထားမျိုးလေးရှိတယ်။ဆိုတော့လက်ရှိအာရှရဲ့အကြောပေးမှုကိုကြည့်အောင်။အာရှရဲ့အကြောပေးမှုမှာဆိုလို့ရှိရင်တော့ယူကဆယ်တင်းက မနက်ခင်းကထပ်ပူပြင်းလာပြီးတော့1-90ဆိုတာမျိုးလေးပြင်းပြင်းထန်ထန်လေးပေးလာပါတယ်။ကိုပေါင်းကြီးကတော့3လုံး +90 ဆိုတဲ့အခြေအနေမျိုးလေးမှာအကျိုးပေးလာတာမျိုးလေးတွေ့ရပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါ ဘီဘာအိုအိမ်ခွေးမှာပရီးမီယာလိဂ်ကလပ်အသင်းဖြစ်တဲ့အာစနယ်ကဒါအဝေးဝန်းကနေပြီးတော့ 1+60 ဆိုတာမျိုးလေးပေးလာတယ်ပေါ့နော်အဲ့တော့အာစနယ်2ဆီဆိုပြီးတော့နိုင်ခဲ့တယ်ဆိုတော့လက်ရှိကပရီးမီယာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ကာဆယ်ဒါပေမဲ့ကာဆယ်နဲ့အာစနယ်ကခြေတန်းကတော်တော်လေးကွာဟချက်ရှိပါတယ်ဆိုတော့ဒီနေ့ထားမှာအိမ်ခွေးဝေးဝန်းကွာဟချက်အရာ +100 -100 ခွာမယ်ဆိုလို့ရှိရင်တော့မှာကာဆယ်အနေနဲ့ဒါဒီပွဲစဉ်မှာပေါ့နော်ပေးသင့်တဲ့ခြေတန်းကဒါ 1D ဆိုရင်တော့မှာအဆင်ပြေတဲ့အနေထားမျိုးလေးလို့ပြောရမှာလေဖြစ်ပါတယ် နောက်တစ်ချက်ကတော့ဒေါမွန်အောင်မှဒါ1 plus 60ဆိုတာမျိုးလေးပေးလာတာဖြစ်တဲ့အတွက်ကိုလက်ရှိ Newcastle ပေးတဲ့ဂျေဒန် fair ဖြစ်တဲ့ဂျေဒန်မျှတတဲ့ဂျေဒန်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်မနက်ခင်းကထက်လေပြား30လောက်အပူပြီးတော့အကျော်ပေးလာတဲ့အနေအထားပေါ့နော်ကာဆယ်အနေနဲ့မမထထန်လေးပေးလာပါဗျ။နောက်တစ်ချက်ကကျွန်တော်ဥရောပဝင်ရိုးမှာဆိုလို့ရှိရင်လေဘီဘာဝအဝေးဝင်းကိုဒါ၈ဆကျော်လောက်ပေးထားပြီးတော့ကာဆယ်အင်ဝင်းကို1.3ပေါ့နော်ဒါအာ 300ခိုင်နှုန်းလောက်ပဲပေးရတာဖြစ်တဲ့အတွက်ပေါ့နော်ကာဆယ်အသင်းအနိုင်ရရှိဖို့ရခိုင်နှုန်းကတော့များပါတယ်အာရှဈေးကွက်ရဖွင့်လှစ်မှုအရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါပြန်90လောက်ရင်းပြီးတော့ကာဆယ်ကိုယဉ်ခေါ်ရမယ့်အနေအထားလေးပေါ့နော်ဆိုတော့တစ်ဖက်မှာလူမဆုံတဲ့အနေအထားရဲ့စင်ချင်းပတ်ဖြစ်နာဖြစ်နေတာရဲ့လေတစ်ချောင်းပေါ့နော်ဆိုတော့ကာဆယ်အနေနဲ့ဒါနိုင်စင်နိုင်ထိုက်တဲ့ပွဲလို့ပြောလို့ရတယ်ချန်ပီယံလိမှာ qualifying ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကိုဒါအက်ဒီဟောင်းတို့အနေနဲ့ကျင်းစီပေါအနိုင်ကန်လာမယ်လို့ယုံကြည်နေပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကာဆယ်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်ပွဲစဉ်ကတော့ benfica အသင်းနဲ့ လီဗာကူဆင်အသင်းရဲ့ပွဲစဉ်ကိုခံမှန်းပေးကြပါတယ်။ကြာသပတေးနေ့မနက်2နာရီခွဲမှာဘင်ဖီကာအသင်းရဲ့အင်ကွဲမှာရှင်ပြိုင်ကစားသွားမယ့်ပွဲစဉ်လေးဖြစ်ပါတယ်။ဆိုတော့ချန်ပီယံလိရလက်တွေကိုကြည့်မယ်ဆိုရင်တော့ဘင်ဖီကာဒီချန်ပီယံလိမှာ၃ပွဲကစားပြီးတော့၃ပွဲလုံးရှုံးလာတာဖြစ်တဲ့အတွက်ကိုရမှတ်တမှတ်မှမရရှိသေးဘူး။သူ့အောက်မှာအေဂျက်တစ်သင်းပဲရှိတော့တယ်။လီဗာကူဆင်အသင်းကတော့၃ပွဲကစားပြီးထားအချိန်မှာ၂ပွဲတည်ရကြပြီးတော့ဒါတပွဲရှုံးလာတာဖြစ်တဲ့အတွက်ရမှတ်နှမှတ် နှစ်သင်းစလုံးကတော့ချန်ပီယံလိမှာရလပိုင်းမကောင်းလီဗာကူစင်ကတော့လက်ရှိအနေအထားအရဘင်ဖီကာအသင်းထပ်စာလို့ရှိရင်တော့လူစင်းပိုင်းအနည်းငယ်လေးတာတယ်ပြီးတော့လီရင်ကင်အရဆိုလို့ရှိရင်တော့ဘွန်ဒက်စလီကာကလပ်နဲ့တစ်ဖက်ကဒါပေါ်တူဂီကလပ်တို့ရဲ့ကွာဟာချက်လေးတော့ရှိနေပါတယ်ဆိုတော့ဟတ်တူဟာအရကြည့်မယ်ဆိုရင်တော့ဥရောပပြိုင်ပွဲတွေမှာဒီနှစ်သင်းကတော့ဒီနှစ်အပိုင်းခြားတွေမှာတွေးဆုံထားတာမရှိရတဲ့အတွက်ဟိုးရင်ဟတ်တူဟတ်တီကိုတော့ထရေဒူးထည့်ပြီးတော့မပြောတော့ဘူးပေါ့ဗျာ recent form တွေကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာကူစင်ကနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဒါဖရိုင်းဘတ်ကို2-0နဲ့နိုင်တယ် ဂျာမန်ပိုကယ်ပလားမှာပါရာဘွန်ကိုအဝေးကွင်းကနေပြီးတော့4-2နဲ့နိုင်တယ်။နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဘိုင်ယန်မြူးနစ်ကို3-0ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့တယ်။လီဗာကူစီအနေနဲ့ကလည်းချန်ပီယံလိရလက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အားရစရာမရှိပါဘူး။ဆိုတော့ဒီနေ့ထားမှာပိုဆိုးတာကဘင်ဖီကာကနိုင်ပွဲလုံးဝမရရှိတဲ့အနေထား။အင်္ဂွေအတာကြတစ်ချက်တော့ရှိတယ်။ဆိုတော့လက်ရှိအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘင်ဖီကာက level 100ဆိုတဲ့ပြင်းရှားတဲ့အကျော်ပေးမှုလေးတော့ပေးလာပါတယ်။ဆိုတော့ပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တော့ဘင်ဖီကာချန်ပီယံလိရလက်စိုးနေတယ်။လီရင်းကင်းကကျွန်တော်ရှေ့ရပြောလို့ပေါ့နော်။ လီဗာကူဆင်ကပို့ပြီးတော့အသင်းကြီးလို့ပြောလို့ရတယ်။တိုးတော်လည်းသုံးဝက်ရှုံးထားတဲ့အနေအထားမှာအင်ဂွင်အသားကြတစ်ချက်သေးနဲ့လီဗာကူဆင်အသင်းကို level 100ဆိုတာကတော့ဒါပြင်းရှတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်။ဒီပွဲစဉ်က level 90နဲ့ level 60ပတ်ချတယ်လို့ပေးမယ်ဆိုရင်လည်းပေးလို့ရတယ်ဘင်ဖီကာအနေနဲ့။ဆော့နှစ်သင်းရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှေ့ရပြောသလိုလီဗာကူဆင်ကဘင်ဖီကာထက်တာပါတယ်။တိုးတော်လည်းလီဗာကူဆင်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့တဲလာ injury ရရှိနေတယ်။ပြီးတော့ Andrich အနီးကပ်ပွဲပဲပြည်တံကြောင်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိတယ်။ ဒါပေမဲ့တိုက်စစ်ပိုင်းမှာအဓိကတိုက်စစ်မှု Patricia ပြန်ပါဝင်လာမယ်ပြီးရင်အကိုဖိန်းတို့ပိုကူတို့ရှိနေတယ်ဒါကွင်းလယ်မှာဆိုလို့ရှိရင်လေ Grimedo တို့ Garcia တို့ Arthur တို့ရှိနေတာဖြစ်တဲ့အတွက်ကို Leverkusen အသင်းရဲ့လူစင်းကတော့တောင့်တင်းနေစေပဲလို့ပြောရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေသားမှာ Benfica ပေးတဲ့အကြောပေးမှုက level 100ဆိုတာကတော့ဒါမာကျော်တဲ့အကြောပေးမှုလို့ပြောလို့ရပါတယ်။ဒါကြောင့်လေဒီပွဲစဉ်မှာတော့ Benfica အသင်းနဲ့ပဲဒါရင်ခုန်ကျင်တာမျိုးလေးတော့ရှိပါတယ်။ဆိုတော့ Benfica အနေနဲ့ဒါပထမအဦးဆုံး Champions League နိုင်မို့တပွဲကိုအင်္ဂွေမှာပေါ်ဆောင်သွားမယ်လို့ထင်ပါတယ်ဒါတော့ကြတာပရိမနတ်ခင်းမှာရှင်ပြန်ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲကိုတုံ့တက်ပြီးကြတာလည်းဖြစ်ပါတယ်ကိုကြီးကိုရီအနေနဲ့အကြိုက်တူလားပေါ့နော်အမြင်လေးကြီး common box မှာဝင်မြောက်ပေးသွားခဲ့ကြပါအောင်ချက်ရှိနေတဲ့ပွဲစဉ်တွေကိုတော့မမကရူလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ